ရခိုင်ပြည်မှာအင်အားတင့်တင့်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။အော်ဒီယိုဘိုင်းဆောင်းတိုင်းမှာကြိုဆိုပါရစေ။စကောရ9လ2025ရက်နေ့မြန်မာစံတော်ချိန်နနက်တနာရီ45မိနစ်ချိန်မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ကြားဖြူမြို့မှာအနောက်တောင်ဘက်36မိုင်ကွာမန်အောင်ကျွန်းပေါ်ကတစ်ပုံရွာငယ်အနီးမြေအောက်နဲ့6မိုင်မှာ ။ပကနေကျု5.1အဆင့်ရှိတဲ့မြေငလင်းငယ်လှုပ်ရှားသွားခဲ့ပါတယ်။ဆိုပါငလင်းလှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့အထူးသတိပေးချက်အနေနဲ့ကယ်ဘင်အဖက်ပါဝါဖေးပေးရနေခုလိုမျိုးရေးတင်ထားတာတွေ့ရပါတယ်။ရခိုင်ငလင်းသတိပေးချက်ဖလော်ရီဒါဆန်တော်ချိန်မေ18ညနေ3:55မြန်မာစံတော်ချိန်မေ19ညတကောင်းကျော်တနာရီ45မိနစ်ချိန်ရခိုင်ပြည်နယ် ရံပြဲကျွန်းအနောက်ဘက်ပင်လယ်ပြင်ထဲမှာပြင်းအား5.0ခန့်ရှိတဲ့ငလင်လက်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ရခိုင်ကမ်းလမ်းမှာပြင်းအား9နဲ့အထက်လောက်လှုပ်ခတ်သွားတယ်ဆိုတာဟာပုံမှန်လုံးဝမဟုတ်ပါအထူးသတိထားရပါမယ်။ဘာလို့အထူးသတိထားရမလဲဆိုတော့ဒီနေ့ဟာ1962ခုနှစ်မှာစကိုင်းပြည့်ွေငလင်တွေထက်ဆယ်သမကအင်အားကြီးမတဲ့ အရခံကလေးကြီးလှောက်ခတ်သွားခဲ့ဘူးတဲ့နေရာဖြစ်နေလို့ပါအဲ့ဒီခေတုံးကဒီကလေးဟာကဘာမှာအကြီးမားဆုံးနဲ့အပြက်စီးအများဆုံးဖြစ်ခဲ့ပြီးဆူနာမီလှမ်းကြီးတွေဖြစ်ပေါ်ခဲ့ဘူးတဲ့စံချိန်တင်ကလေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်မန္တလေးစကိုင်းကလေးကြီးရဲ့အဖရာလျှော့ရီဆိုရင်ရခိုင်ကမ်းလွန်ပင်လယ်ပြင်ထဲမှာသွားပြီးလှောက်ခတ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူးဒါဟာပုံမှန်အဖရာလျှော့မဟုတ်ပဲနောက်ကလေးကြီးတစ်ခုရဲ့ရှေ့ပြေးကလေးဖြစ်ဖို့ ဖြစ်နိုင်ခြင်းအလွန်များပါတယ်။ဒါကြောင့်အရေးပေါ်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားရပါတော့မယ်။1962အာရခန်ကလေးကြီးဟာသကိုင်းပြည့်ရွက်နဲ့မသက်ဆိုင်ပဲအိန္ဒိယပလိတ်နဲ့ဘာမားမိုက်ခရိုပလိတ်ကြားလှောက်ခတ်သွားခဲ့ပြီးဒီနေရာဟာကျွန်တော်အရင်ကပြောခဲ့ဘူးတဲ့အလွန်အင်အားကြီးမားတဲ့အင်ဒိုဘာမားမီဂါထွက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။1962ခုနှစ်တုန်းကငလင်တွေကို ြင်းအားတိတိကျကျမတိုင်းတာနိုင်ကြသေးပေမဲ့ဖြစ်ပေါ်လာခဲ့တဲ့ပျက်စီးဆုံးရှုံးမှုအရွယ်စားတွေကိုကြည့်ပြီးဒီငလင်ကြီးဟာအ ਨੇ ဆုံးပြင်းအားအိပ်ပိုင်ဖိုက်ကနေနိုင်ပလက်လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒီရခိုင်ကမ်းလွန်ပင်နယ်ပြင်မှာငလင်ကြီးတွေမလောက်တာ1962ခုနှစ်ကလေးကဆိုတော့အခုဆိုရင်နှစ်ပေါင်း263နှစ်တောင်ကြာနေခဲ့ပါပြီ။ဒါကြောင့်ဒီတစ်ခါထပ်လောက်ရင် နှစ်ပေါင်း260ကျော်ကြာအောင်စုစည်းထားတဲ့အင်အားကြီးဖြစ်နေလို့ပြင်းအားနိုင်ပလက်ထီတောင် ဖြစ်သွားနိုင်ပါတယ်။ငလင်းဘဟုချက်ကလည်းကမ်းလွန်ပင်လယ်ထဲမှာဖြစ်နိုင်လို့ဆူနာမီလှိုင်းလောင်းတွေဟာလည်းပေတရာကျော်လောက်ထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီနေရာမှာအင်အားကြီးငလင်းတစ်ခုထပ်လုပ်မယ်ဆိုရင်ဆူနာမီကြောင့်ပျက်စီးဆုံးရှုံးမှုဟာစကိုင်းမန်းလေးငလင်းထက်အဆောက်အအုံများစွာပိုများသွားနိုင်ပါတယ်။ဆူနာမီကြောင့်ပျက်စီးဆုံးရှုံးမှုဟာ စကိုင်းမန်းလေးငလင်ထက်အစာပေါင်းများစွာပိုများသွားနိုင်ပါလေ။ဒါဟာချင်းချောက်နေတာမဟုတ်ပါ။ချင်းချောက်နေရလို့ထင်ရင်1962ခုနှစ်ရခိုင်ငလင်တမိုင်းကိုကိုယ်တိုင်ပြန်လေ့လာကြည့်လိုက်ပါ။1962ခုနှစ်မြမဘရင်နောင်တော်ကြီးမင်းနဲ့ထက်ရခိုင်ဘရင်စန္ဒပရမရာဇာမင်းနဲ့ထက်မှာရခိုင်ငလင်ကြီးဟာရခိုင်ကံရိုးတန်းတစ်လျှောက်ပြင်းထန်စွာလှုပ်ခတ်ခဲ့တာ။ ဆူနာမီလှိုင်းများကိုဖြစ်ပေါ်စေခဲ့ပြီးရခိုင်ပြည်စန္ဒပရမယာစာမင်းနှန်းဆိုင်ရာမြအူးမြို့နေပြည်တော်အပါဝင်ဒေသတွင်းရှိမြို့ရွာအလုံးပျက်စီးခဲ့ရပါတယ်လူသေဆုံးမှုမှာလည်းထောင်ပေါင်းများစွာရှိခဲ့ပြီး အချို့သောကျေးရွာများဟာအစနရှာလို့မရအောင်ကိုပျောက်ကွယ်သွားခဲ့မှုပါတယ်မင်းနေပြည်တော်တစ်ခုလုံးတောင်ပျက်စီးသွားခဲ့ရမှုပါတယ်ဒီငလင်းမြို့ဟာ နှစ်ပေါင်း200မှ250ခန်းလောက်မှာ နောက်တစ်ကြိမ်ထက်လာနိုင်တယ်လို့အစောတုန်းကခံမှန်းထားခဲ့ပူပေမဲ့အခုတော့နှစ်ပေါင်း260တောင်ကျော်သွားခဲ့ပါပြီ။ဒါကြောင့်နောက်တစ်ခုထက်လာဖို့အတွက်လည်းရပ်လွန်နေပါပြီ။1962ရခိုင်ကလင်းအကြောင်းကိုရခိုင်ရသပွင့်များမြန်မာမှတ်တမ်းများနဲ့ထိုခေတ်ကဥရောပသားကုန်သည်များရဲ့မှတ်တမ်းများမှာဖော်ပြထားပါတယ်။အထူးသဖြင့် Dutch နဲ့ Portuguese ကုန်သည်များကအင်္ဂလင်ရဲ့ ကြီးကြီးကျယ်ကျယ်ပျက်စီးမှုကိုမှတ်တမ်းတင်ခဲ့ကြရာအဲ့ဒီချိန်တုန်းကကမ္ဘာအပြင်းထန်ဆုံးငလျင်တစ်ခုအဖြစ်စံချိန်တင်မှတ်တမ်းဝင်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်မင်းညားတကောင်ကျော်မနက်စောပိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့5.0ငလျင်ဟာနောက်ထပ်လာနိုင်တဲ့ရခိုင်ငလျင်ကြီးတစ်ခုရဲ့ရှေ့ပြေးငလျင်တစ်ခုမှဖြစ်ပါစေနဲ့လို့ပဲကျွန်တော်တို့ဆုတောင်းရပါမယ်။ရခိုင်ကံရုံးတစ်ချက်အထူးတတိထားကြပါရခိုင်ငလျင်ကြီးထက်လာရင် စကိုင်းပြည့်ရွက်ထက်ပိုဆိုးနိုင်ပါတယ်1962ရခိုင်ကလင်းသည်မြမသမိုင်းတွင်အင်အားကြီးဆုံးကလင်းတစ်ခုဖြစ်ခဲ့ပူပါတယ်အားလုံးဘေးရန်ကင်းကြပါစေကာဗင်အက်ဖက်ပါဝါဆက်လက်ပြီးရခိုင်ဒေသငလင်းနဲ့ပတ်သက်လို့အာကာသားနဲ့စကြဝဠာတင်တော့ကူဆိုတဲ့ Facebook ပေးရဒီလိုမျိုးရေးတင်ထားပါသေးတယ်ရခိုင်ဒေသမှာငလင်းဘယ်လိုလှုပ်သလဲမေလ19ရက်နေ့မနေ့ ဆက်ရှိရနှစ်ညမှာရခိုင်ကမ်းလွန်ဒေသမှာအင်အားတက်တက်ရှိတဲ့ငလင်တစ်ခု9.3မဂနီကျုပ်ဖြင့်လှောက်ခတ်ခဲ့ပါတယ်။မလ28ရက်နေ့ကငလင်ကြီးလှောက်ခတ်မှုတံကိုရစ်ခံစားခဲ့ရတဲ့အများပြည်သူများမှငလင်ကြီးတစ်ခုထပ်ဖြစ်မှာလား၊ဆူနာမီရေလိုင်းဖြစ်မှာလား၊စသည်ဖြင့်မေကွန်များမေးမြန်းလာတဲ့အတွက်ရခိုင်ဒေသမှာငလင်ဘလို့လှောက်ခတ်နိုင်တယ်လဲဆိုတာသိမှတ်မိသလောက်ရေးသားပေးလိုက်ပါတယ်။ ရခိုင်ဒေသမှာငလင်ကျော်များတနည်းမြန်မာနိုင်ငံအနောက်ဘက်မှာရှိတဲ့ငလင်ကျော်များဟာအိန္ဒိယကြောက်လွာရဲ့တွန်းကန်ခြင်းအားကိုခံထားရတဲ့နေရာများဖြစ်ကြပါတယ်။အိန္ဒိယကြောက်လွာချက်ဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း140ခန်းကဂွန်ဒါနာတိုက်ကြီးမှာပက်ထွက်လာခဲ့ပြီးအရှေ့ဘက်ယူရေးရှားမြေဒူးကျစီတို့တိုးဝင်နေတဲ့တပ်တန်းတို့ကြောက်များဖြစ်ပါတယ်။ယူရေးရှားမြေဒူးကျကတော့နှစ်ပေါင်း3ဘီလီယံခန့်တပ်တန်းရှိပြီးမို့ မြေသားမာကျော်မှုပုံမြင့်ပါတယ်တတန်းရဲ့မြေမာကိုတတန်းတို့မြေသားကလာရောက်ထိတွေ့တိုးဝင်ကြတဲ့အခါမြေလွာတွေတွန့်ခေါက်သွားကြပါတယ်အဲဒါကြောင့်မြန်မာနိုင်ငံအနောက်ဘက်မှာတွေ့ရတဲ့ငလင်များဟာ reverse fault လို့ခေါ်တဲ့ကြောင်းမြန်ပြတ်၍များတနည်းမြေလွာတိုးဝင်ခြင်းကြောင့်ဖြစ်ရတဲ့ငလင်ပုံစံများဖြစ်ပါတယ်ရခိုင်ရိုးမနဲ့ချင်းတောင်တန်းတို့ဟာထိုကဲ့သို့ မြေလွာတွန်းခေါက်ချင်းမှာဖြစ်ပေါ်လာကြတဲ့တောင်တန်းများဖြစ်ကြပါတယ်။အနောက်ဘက်မှအိန္ဒိယကြောက်လွန်ချက်ရဲ့အရှေ့မြောက်ဘက်သို့တွန်းကန်နေတဲ့အားဟာတနစ်ကို23မီလီမီတာခန့်ရှိပါတယ်။အရှေ့ဘက်ရှမ်းကုန်းပြင်မြင့်မှလာတဲ့အရှေ့ဟိမွန်နာကန်အားကတော့အနောက်တောင်ဘက်သို့တနည်းဘယ်ရင်းငိုင်းမဲ့ခြင်းနဲ့ပြန်တွန်းနေသလိုဖြစ်ပါတယ်။ထိုအားနှစ်ခုဖြင့်ရှေ့နောက်ညက်တွန်းလိုက်တဲ့အခါ အလဲတွင်ရှိသော စကိုင်းပြည့်ရရညာဘက်သို့ဂျင်းရင်ငိုက်မဲ့ပြည့်ရရခြင်းဖြစ်ပါတယ်။2025မလ28ရက်နေ့မှာစကိုင်းပြည့်ရတွင်အင်အားပြင်းငလင်ကြီးလှောက်ခတ်ပြဲနောက်နောက်ဆက်တွဲငလင်ငယ်များဟာယာနဲ့ချီပြီးဆက်လက်လှောက်ခတ်လျက်ရှိပါတယ်။တနည်းအားဖြင့်အင်အားပြန်လဲထန်းညိနေစဲဖြစ်ပါတယ်။တွန်းနေရဘက်ကလည်းတဘာဝအတိုင်းဆက်လက်ပြီးတွန်းနေဦးမှာဖြစ်ပါတယ်။ထို့အတွက်ကြောင့်ငလင်များလည်း ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ။ဘဲချင်းဘဲနေရာမှာအင်အားဘလောက်နဲ့လှုပ်မယ်ဆိုတာကိုတော့ကဘာမှာမြေသူမျှမြေသိနိုင်ငံမျှမြေသိနေပညာနဲ့မျှကြိုတင်မခံနိုင်နိုင်သေးပါ။မြေသူမျှမသိနိုင်တဲ့အရာကိုခံမှန်းပေးနေခြင်းဟာတိမ်မဲ့ရက်အားကြိုတင်ခံမှန်းပေးခြင်းနဲ့တူပါလေ။ဇီဝတက်ရှိတိုင်းတနေ့သေးကြရမယ်ဆိုပေမဲ့ဘယ်ချိန်တိမ်မလဲဆိုတာကိုတော့ဘသူကသိနိုင်မလဲဗျာ။သိတယ်လို့ပြောသူရော ယုံကြည်လက်ခံသင့်မလားစဉ်းစားကြည့်နိုင်ပါတယ်။ငလင်လောက်မှာကိုတွဲကြောင်နေကြမဲ့စားငလင်လောက်လာခဲ့ရင်မြေတော့ပြစ်မှုနေထိုင်ရမျိုးသိရှိနားလည်ခြင်းဟာထိရောက်တဲ့ကြိုတင်ကာကွယ်ခြင်းသာဖြစ်ပါတယ်။ငလင်တစ်ခုလှောက်လိုက်တိုင်းလဲထွေငလင်ဟာချက်ပြေးငလင်လို့တအပ်ပြောလို့မရနိုင်ပါ။ငလင်ကြီးတစ်ခုဖြစ်ပြီးမှထိုနေရာနားမှာရှေ့ရလှောက်ခတ်ခတ်ဘူးတဲ့ငလင်ကိုမှချက်ပြေးငလင်လို့သတ်မှတ်ရခြင်းဖြစ်ပါတယ်။နောက်ပြီး မြန်မာနိုင်ငံတစ်ခုတည်းမှာပဲလျင်ပတူညီတဲ့ပုံစံနဲ့ငလင်ကျော်တွေပတူညီတဲ့ပုံမီးနောက်ခံသမိုင်းကြောင်းတွေနဲ့ဖြစ်တည်နေကြတာကြောင့်မို့မြန်မာနဲ့အလန်းကွာဝေးလာတဲ့နေရာဒေသပုံမီးတွင်မြင်မတူညီတဲ့နေရာမှာအချက်လက်များကြောင့်မြန်မာပြည်တွင်ငလင်လောက်မယ်မလောက်ဘူးပြောရမရသလိုနေမုံတိုင်းနေဆူနာမီမကလို့နေဆူနာမီဘိုးရဲ့ကြီးပဲလာလာသူဟာသူဩတရအလင်းနှံဖြစ်ပြီးပြီးသွားမှဖြစ်ပြီးငလင်နဲ့ မြေတုံးမြမှာသက်ဆိုင်နိုင်ပါကြောင်းရေးသားလိုက်ပါတယ်။အေချောင်းရအချက်လက်များဟာစတ္တမရံမှနဝမရံတိတိပ္ပံနဲ့ပထဝီဘာသာရပ်များမှာကျွန်တော်တို့လေးလာသင်ကြားခဲ့ကြပြီးဖြစ်ပါတယ်။အခြေပြုစဉ်းစားတွေးခေါ်တဲ့အောင်မသင်ခဲ့ရပဲအလွတ်ကျက်ခြင်းနဲ့စာမွေးဝဲအောင်ခြင်းအတွက်သာသင်ကြားခဲ့ရခြင်းကြောင့်တွေးခေါ်နိုင်မှုစွမ်းအားတွေရောပါခဲ့ရတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာခက်မှာတဲ့င်းတစ်ခုတွေ့တိုင်းအယုံမလွယ်ကြဖို့နဲ့ မိမိအခြေခံအသိပညာစဉ္ဉ္တုံတရားကိုအသုံးချပြီး အမှားနဲ့အမှန်အားဝေဖန်ပိုင်းခြားတတ်ကြပါစေလို့ဆန္ဒပြုရင်းအနာဂတ်ပညာရေးအတွက်ဆက်လက်ကြိုးစားရမည်တန်ဦးအာကာသနဲ့ဆက်ကြပါလားတင်တော့ကူဒါတော့ရခိုင်ငလင်းနဲ့ပတ်သက်ပြီးတော့တန်ဦးဆိုတဲ့အာကာသနဲ့ဆက်ကြပါလားတင်တော့ကူရဲ့အမြင်ကိုဖတ်ပြပေးတာဖြစ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲ ဘေးပြတွေဝေးကွာကြပါစေဗျာ။